အားလုံးပဲမင်္ဂလာပါရှင်ဆရာမကျိုးရေမြတိုးဤမာယာဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း15ကိုဆက်လက်ဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြတိုးဤမာယာလူဘဝဆိုဒီမှာပြည်စုံစွာရေးထားပြီးသောစာအုပ်တအုပ်ဖြစ်သည်ဟူသောအစိုးတစ်ခုကို သူမှလက်မခံခြင်းတော့လဲလက်ခံရပြီးဖြစ်သည်မိမိတို့ဒီတစ်နှစ်တွင်စာမျက်နှာတစ်ခုကိုသာလှန်လျောဖတ်ခွင့်ရှိသည် နောက်ထပ်စာမျက်နှာများမှာရေးသားထားပြီးသားဖြစ်တော်လဲ သူမတို့ဖွင့်ကြည့်ခွင့်မရှိမြည်သည့်နေရန်မြည်သည့်အချိန်တွင်မြည်သည့်အဖြစ်ပြပေါ်လာမည်ဆိုသောဖြစ်စဉ်အလုံးသူနေရနှင့်သူနေသားကြရှိပြီးဖြစ်သည်လေလေဘလောက်များအာရုံကျင်စရာကောင်းသောအဆိုအမိန်တစ်ခုများလေဘာပဲဖြစ်ဖြစ်ကိတိယုံကြည်စွာလက်ခံလိုက်ပါပြီဤကဲ့သို့ယုံကြည်စွာလက်ခံမှုသူမ၏မျှော်လင့်ချက်များချစ်ချင်းမြတ်တာများခွန်အားများဂုဏ်သိက္ခာများအလုံးဖြစ်ရင်းနေကြရသည် ကညမာသည်ဗလိုက်တက်သောဒိုင်လူကြီးတဦးဖြစ်လျင်သူမသည်အလွန်ညံပြင်းနှုံအားလာသောလောင်ကစားသမားတဦးပဲဖြစ်လိမ့်မည်။ယခုတော့သူမလှလှပပကြီးပင် ရှုံနေကြရပြီ။အိဆက်တော်ကိုတင်ချိုင်းကူပေါ်မှာကိုဖြတ်တန်းသွားရသလိုကြက်တီးမွေးညင်ထားသောခံစားမှုတစ်မျိုးဖြင့်သူမ၏အရှုံးပေါ်မှာ သူမမတ်တက်ရနေရပြီဖြစ်သည်။သူမမှာအချိန်ကာလဆိုသည်လည်းမရှိတော့။နေရာဒေသဆိုသည်လည်းမရှိတော့။ အရာအလုံးလလန်းမမိအောင်ဝေဒရက်ဝေကွာလာခဲ့ပြီယခုမှတော့သူမဒီဘဝစာကလေးတစ်ခုပုံလျက်ကြသွားသလိုအလှပဆုံးသောကြာဆုံးခြင်းမျိုးဖြစ်ရလျာအတတ်နိုင်ဆုံးဘဝကိုချေမုံရပြီတော်မူပရဟိတလုပ်ငန်းအနေဖြင့်သူမထံစာလှမ်းရေးလိုက်ပါမည်ဟုခရီးပေးခဲ့သောကိုမိုးဝေသည်သူမထံလုံးဝစာမေးခဲ့ပြီဆရာချိန်ပေးထားသည့်ဇန်နဝါရီတလလုံးခေတီသူထံမှစာကိုသွေးယူသွေးရန်မျှော်လင့်ခဲ့သည့်အကြောင်းကိုအေးသွေးအတိအကျဖြစ်သည် တနေ့တနေ့စာဝေးချိန်ကိုစောင့်မျှော်ရင်းညနေဧည့်သည်ချိန်ကိုစောင့်မျှော်ရင်းနေရများသည်လင်းမြန်စွာကုံဆုံးသွားခဲ့သည်ဇမားဧည့်သည်မျိုးသမီးရိုက်ပြီးသောနှစ်ယောက်တည်းတပုံမှခက်ဆောင်ဆောင်မြင်ရသောသူယုံကြီးကိုအကဲခတ်ခါအေးသွဲနှကန်းကမဲ့သည်ဟမ်ကိုဆရာမကိုပြောတာမဟုတ်ပါဘူးနင်းလူနဲ့ဆရာနဲ့ဖြစ်ရုပ်ရည်ချင်းကမိုးရည်မြည်လို့ကြွားတယ်ဆရာကချောမောတဲ့အပြင် နုညံ့တယ်တိလားနင်းလူကတင်းမှမုံကုတ်နေရပါပဲ ူမမရှင်လန်းစွာရေမောလျက်ထောက်ခံခဲ့ပါသည်။ရုပ်ချိုးတဲ့ဆရာကြတော့မချက်ပဲနဲ့ရုံမလာတဲ့အဲ့ဒီလူကြမှာနင်ဘာဖြစ်လို့ချက်ရတာလဲ။အချစ်ဆိုတာအရေးပြားတထောက်ပေါ်ကအလှပါနဲ့ဆိုင်တဲ့ကိစ္စမျိုးမဟုတ်ဘူးဟုသူမညင်ညူပြခဲ့မိသည်။စိတ်ဖြစ်သာအောင်ဂီတာတီးပြီးတချင်းညီးမိတိုင်းမောင်ဟာဂီတာကိုစိတ်ဝင်စားသူမဖြစ်နိုင်ဟုကောက်ချက်ချမိပြန်သည်။အမျိုးသမီး rock အဆိုတော့ပပနာယီ အချင်းဟာစစ်မြေပြင်တစ်ခုဖြစ်တဲ့သို့သောတချင်းကိုကြီးမကြခဏတိခတ်မိလေးရှိသည်တချင်းကိုလေမဆုပ်ပြရလို့ဖတ်ပဲဖတ်ပြလိုက်တော့မယ်နော်ကိုရောဟာငရေသူတွေဖြစ်ကြတယ်နှလုံးသားနာကျင်မှုတစ်ခုကနေတစ်ခုအဲ့ဒီလိုပဲကိုရောရက်တည်ကြတယ်ဘာကလေးတွေမှမထားကြည်ဘာတောင်းဆိုမှုတွေမှမရှိကြည်အချင်းဟာစစ်မြေပြင်တစ်ခုပါ ကိုရောဟာအပြင်းကြတယ် ဘသူမှကိုရိုမားတယ်လို့မပြောနိုင်ကြပါဘူးကေတီတီမောင်မြတ်မှန်ထူထူအောင်ပါတခါတခါသူမကိုငေးဆိုင်ကြည့်ရတော့မျက်ဝန်းညုံများကိုမကြခဏတရိယာနေတတ်သည်မောင်ဘဝမှာအချစ်မလို့အဖူးတယ်လားကွယ်အရာဟာမှန်သောစကားပဲဖြစ်ပါစီဘာဖြစ်လို့လဲဆိုတော့အချစ်ရဲ့ပူလောင်မှုတောကဖြစ်စီမှုဒဏ်တွေကိုခန်းညုံလူမတက်ခံနေရသောမိမတယောက်၏ကိုကျင်းစားစိတ်ဖြင့်မောင်ရင်မှာဘာပူပင်တောကမှမတွေ့စေလိုသောကြောင့်ပါ တလလုံးလုံးညာကြားရက်ချလေးရမောင်းကိုအိမ်မက်ပြိမက်ခဲ့သည်အိမ်မက်ဆိုတာဝင့်ကျင်ချင်းဆက်သွယ်တာဆိုပဲမဟာကီတီဆိုတဲ့မိမတယောက်ကိုတတိယနေမလားဟိုမယုံကြည်နိုင်စွာတွေးရင်တနေ့ထက်တနေ့နီးကပ်လာသောလက်ထက်ရက်ကိုတွန့်ဖဲ့လို့စိတ်ဖြစ်ပင်မမောလျာနေခဲ့သည်မောင်းရုံငန်းလေးစာဖြစ်စာရေးဖို့အလိုရနေသောနံပါတ်ဖြစ်ဖုန်းဆက်ဖို့လေးငါးချိန်စဉ်းစားခဲ့ဘူးသည်ဟိုတတလုံးခွဲရမယ်အတူတူသူကလည်းတန်ရုံစံกินနေအတူတူ ကိုမာနာနဲ့ကိုနေစမ်းမှာကိုကုံသိခါနဲ့ကိုနေစမ်းမှာဒီကဲတော့ကိုကိုကိုမန်တန်လေးရထိုင်ချုပ်ခဲ့သည်ကိုကိုခါသိမှုတွေသာ ပေးခြင်းနဲ့နှလုံးသားခတ်ထန်တဲ့ယောက်ျားတယောက်ကိုစိတ်ကူးမြင်ကျင်စမ်းမှနဲ့တော့ကိုကိုစင်နာမှုတွေပေးခြင်းနဲ့နှလုံးသားနူးညံ့တဲ့ယောက်ျားတယောက်ကိုပဲလက်ထပ်လိုက်ဆမ်းမှာအချစ်ဆိုတာမပါဘဲနဲ့လားနေဟာတစ်ချိန်ကျရင်ဆရာကိုချစ်သွားလိမ့်မယ်ဆရာတခြားမိမတယောက်နဲ့စကားပြောရင်ဒါနင်အဲ့ဒီမိမကိုတပ်ဖြစ်ချင်လာလိမ့်မယ် ဟင်းမဖြစ်နိုင်ဘူးမောင်ကလွယ်ပြီးကေတီကိုချစ်တက်လာအောင်ဘယ်သူမှမဖန်ဆင်းပေးနိုင်ဘူးဘဝကိုလက်တွေ့ကြကြစဉ်းစားစမ်းပါဆရာဟာကေတီဘဝအတွက်အကောင်းဆုံးထောက်ရအဖို့မဟုတ်ဘူးလားဆရာကျင်နာစိတ်ရှိမှုဆရာကသာကေတီလက်ထပ်လိုက်ရင် အများတကာကအကြသောလှပသည့်ဘဝတစ်ခုကိုကေတီရရှိလိမ့်မည်ဒါပေမဲ့အဲ့ဒီဘဝဟာအပြင်းကြကြလာပါမလားအတွင်းစိတ်အနှစ်သာရအထိလာပါမလား ဘာပဲဖြစ်ဖြစ်ကွယ်ကေတီတီမိမမနာညီမသာဆရာမတယောက်ဤဂုံတိခာမိဘဆွေမျိုးနဲ့လှုပ်ဖို့ကိုင်းပါဆရာဆရာမများဤမျက်နာထိုချင်းရများဤအောက်တွင်အချက်ကိုမြေမြုပ်တကြိုလိုက်ဤ1999ဖေဖော်ဝါရီလဆန်းတွင်ဆရာနဲ့သူမလက်ထပ်လိုက်တော်သည် မောင်ရနိုင် မဟာဝိဇာလက်ထောက်ကတိကစတွေကောလိန်နေမကီတီမဟာဝိဇာနီးပြား မန္တလေးတက္ကသိုလ်ထိုလက်ထပ်ပြီးစီကျင်းဖိစာကလေးသည်ဂီတီဘဝကိုအသည့်ပြန်စားနိုင်ပါစေဟုသူမဆုတောင်းရင်းဆရာစနစ်အဖြစ်ကိုဘဝကို ပြောင်းလဲယူရန်ကြိုးစားလိုက်သည်ဂီတီတို့မင်္ဂလာလက်ထပ်ပွဲကိုပြင်မနာမင်္ဂလာကံတော်ခမ်းမတွင်ကျင်းပခဲ့သည်မောင်းထံဖိစာလမ်းဘို့ကိုဂီတီစဉ်းစားသေး၏သို့သောအလက်ချိန်မရှိသောသူဘဝမှာသူချိန်စရာနဲ့သူ အလုံးရှုပ်ပါစေတော့ဘဝမှာဘယ်တော့မှမမှားခဲ့ဘူးသူမောင်သည် ယခုအချိန်ကြာတော့မှမှားသွားသလားဟုမတွေ့ဝေးပါစေနဲ့တော့မောင်ကမခံကြစိမ့်နဲ့မောင်ထက်သာသောယောက်ျားတယောက်ကိုကောက်ယူပြလေသလားဟုလေယောက်ျားတယောက်အားဘဝင်းမြင့်အတွေ့မျိုးမဝင်စေချင်တော့ဆရာကလှုပ်သက်ခွင့်တလားဖြင့်လာစားအပြည့်ခွင့်ယူလျက်ကီတီကတော့15ရက်ခွင့်ယူလျက်မင်္ဂလာဦးနေရများကိုမန္တလေးမှာအချင်းကုန်စီခဲ့သည်မန္တလေးတက္ကသိုလ်မှဆရာဆရာမများအားတီးတန့်အခမ်းပွဲကျင်းပပေးရသည်ဖြစ်ရာ ထိုအခံပွဲသို့မိမိခင်ရောက်မလာခဲ့ကြ။ထိုအခံပွဲအပညာကဆရာနှင့်ကေတီတယောက်ကိုတယောက်မယုံသင်ကစိတ်မျိုးဖြင့်မကြည့်မိအောင်အားတင်းထားတော့လဲမအောင်မြင်ခဲ့ပါ။ထိုနေ့ကကေတီအတွက်ဆရာစီစဉ်ငါးရံပေးထားသောခြံမျိုးလုံးရက်ကွက်ကခြံဝင်းဤချစ်ကွက်လက်မှာသူမတို့နှစ်ယောက်ညာချမ်းစီစာကိုကုံလွန်စေခဲ့သည်။ဆရာမိမိခင်လည်းမလာဘူးနော်။သူမဆရာမျက်ဝဲများကိုရင်ဆိုင်အခဲခက်လျက်ထုံမေးခွင်းကိုမိမိတော်အခါ ဆရာကမျက်နှာလွှဲမပြဖဲသူမကိုပြန်ဆိုင်ကြည့်လေသည်တစ်ချက်ကို့ဆရာလိုခေါ်နေတာကိုကိုမကျင့်တော့ဘူးနှစ်ချက်ကိုရိုနီယောက်တဲ့စိတ်ဖလူပန်းရနံလေးနဲ့နူးညံ့တာရစေဝင်နေတဲ့ချိန်မှာကိုနဲ့မဆိုင်တဲ့နာမည်တစ်ခုကိုဆိုင်ငယ်ဘူးသူလိုပုံစံနဲ့ပြောခံရတာကိုမကျင့်တော့ဘူးခုံနှန်းလျားကလေးကနင်းနေခြင်းတစ်ပြေဆရာကိုလုံးနဲ့ကေတီကိုလုံးကထီလူနေပါဖြစ်နေ၏ကေတီနေရာကျနေတာကိုတီလျက်နေဆရာပမာနေရာလို့နည်းနည်းပုံနေပါလျက် ဆရာကဟိုဘက်တူမပီးကြီးကျမဆရာကိုဆရာလို့ခေါ်ရတာပဲအားရတယ်ဆရာကကျမထက်ဆယ်နှစ်ကြီးတယ်မဟုတ်လားခေါ်ရင်အကိုကြီးလို့ခေါ်မှာပေါ့အဲ့နာမည်ရုံမုံးပါကေဒီမပြုံးတပြုံးနဲ့နှာခေါင်းရှုံပြောတော့ဆရာကတင်းမာတော်မြင်မျက်ဝင်းများကိုနူးညံ့စီလျက်ခဟဟရင်မောလေသည်ဆယ်နှစ်ကြီးတဲ့ယောက်ျားတယောက်ကို အကိုကြီးဆိုတဲ့အတော့တော့လည်းခေါ်လို့မရတော့ဘူးလေလားကွာမောမသိဘူး ကိုကိုနိုင်တို့တော့ဘယ်တော့မှမခေါ်ဘူးဆရာဒါပဲခက်နေပါလားဆရာကညီညူလေးရဲ့ရေပြန်လေးသည်ကေတီမစီဆိုင်သောမနာလိုဝင်းဒိုးစမ်းကြောင့်ဆရာကိုကိုကိုယုံကြည်စိတ်ချသွားဟန်တူ၏ကေတီမနာလိုစိတ်သည်အချက်စိတ်နဲ့တိတ်မကွာဝေးဘူးဟုဆရာထင်ဟန်တူပါသည်ထို့နောက်ဆရာသည်ကေတီကိုခန္ဓာကိုယ်သာမကစိတ်ဝင်ခြင်းကိုပါပိုင်ဆိုင်သည်ဟုထင်သွားပြီးတောင်းဆိုချက်တစ်ခုကိုစာပြေပြောတော့သည်ကေတီဟိုတော့ပုံကိုဘာဖြစ်လို့ဖျောက်ဖျက်မှဖြစ်သေးတာလဲ။ ဘယ်တော့ပုံလဲဆရာဘယ်တော့ပုံဖြစ်ရမလဲကျောက်စာမှင်းလိုက်နေတဲ့နှစ်ယောက်တွဲပုံပေါ့သူမဆရာမျက်နှာကိုခမောင်မောင်ညာစည်းစာတွင်တဲခွဲစွာမမြင်ရတော့လေအနှင်းငယ်တင်းမာနေလိမ့်မည်ဟုထင်သည်အဲ့ဒီတပ်ပုံကိုဆရာမတွေ့အောင်ကျမတင်ထားခဲ့မိတယ်လို့ထင်တာစောက်တစ်တာတယ်မလေးဆရာဘလို့တွေ့သွားတာလေကိုဖွင့်ကြည့်တာပေါ့သူမဒေါ်ဘွားကစက္ကနဲကိုကိုရုပ်ပြလိုက်သည်ဘာလဲ ဒါလည်းလူခွင့်ရချိုးပေါမှုပဲလားယင်ကီတီစောစောကဆရာစကားအတိုင်းကျမပြောရလိမ့်မယ်ဆရာဒီညအကြောင်းအရာရွေးတာတိတ်ညံ့သွားပြီဒီစကားကိုဒီချိန်မှာမပြောသင့်ဘူးထင်တယ်ဆရာဟုတ်လားဒီစကားကိုကိုဘယ်ချိန်ကျမပြောရမလဲအဲ့ရပေါ်ရောက်မှလားသူမမျက်နာနှွေးကနေပူသွား၏ဆရာကျေးဇူးပြုပြီးစကားရရမပြောပါနဲ့ဆရာကမရေချင်းရေချင်းဖြစ်အတန်ထွားရဲလေးသည် ကောင်းပြီကြည်သည်အလွန်ဆက်ကြောက်တတ်တဲ့နှလုံးသားနှူးညံ့တဲ့ကိုစနီးရှင်မှာစကားရိုင်းသွားတယ်ဆိုရင်ကိုတောင်းမှန်ပါတယ်ဒါပေမဲ့ဒီဓာတ်ပုံကိုကိုမကျေနပ်တာဟုတော့တိခတ်မျိုးသိမနေနိုင်ဘူးကြည်သည်အဲ့ဒီဓာတ်ပုံဟာကိုရဲ့ယောက်ျားမနာကိုလာလာထိနေတယ်တိခတ်တာပဲကြည်သည်စိတ်ပြလက်ပြဖြစ်သွား၏ဓာတ်ပုံဟာသူ့ဘာသာသူတစ်တာထဲမှနေရင်ဆရာမမြင်ဆရာရဲ့ယောက်ျားမနာကိုဘလို့လာထိနိုင်မလဲဆရာသို့တော့ကြည်သည်မပြောပါ ဒီဒီပြောတော့၆ပြက်ကင်းတယ်လဲဆင်ဇနီးကောင်းတယောက်ရဲ့ဘဝကိုလိုချင်နေဆိုဟုတ်တယ်လေအဲ့ဒါဘာဖြစ်လဲကိတိတတားတွေမှာအဲ့ဒီတပ်ပုံရှိနေကိတိကဘလို့လုပ်ပြီးဇနီးကောင်းတယောက်ဖြစ်တော့မှလဲဟိုလက်ဆက်တတော့ကိတိဟာဖောက်ပြန်တဲ့ဇနီးတယောက်ဆိုတဲ့ဆွဆဲချက်တင်နိုင်အောင်ဆရာကြိုးစားနေတာလားသူမဆရာကို အထိတ်တလန့်ကြည့်မိ၏အမောင်ရိတ်ထဲတွင်ပင်လင်းဆရာမြတ်ဝင်းများကအယောင်တလက်လက်ထွက်နေသလိုထင်မိသည်ဒီတပ်ပုံကိုဖြောက်ဖြက်ပြစ်တဲ့နယ်လို့ဆရာပြောနေတာလားယင် ဟုတ်တယ်ဒီဓာတ်ပုံဟာကိုနဲ့ကေတီကြားမှာနိုင်ရတစ်ခုလို့ဖြစ်နေတယ်အဲ့ဒီဓာတ်ပုံကိုကိုရှိမှာပဲဖြည့်စီပစ်လိုက်ဖို့ကိုတောင်းဆိုရလိမ့်မယ်သူမနာကျင်စွာပြုံးလိုက်မိ၏ကောင်းပါပြီဆရာကျွန်မမိရှုပစ်လိုက်ပါမယ်ထုံညကတကယ်ပင်လျက်စစ်မိဖို့ပေါ်တော့နှစ်ယောက်တည်းဓာတ်ပုံနှစ်ပုံစလုံးကိုတင်ကားခလုတ်ဖွင့်လျက်မိရှုပစ်လိုက်၏အနေနဲ့ဝဲကျင်နေသောမျက်ရည်များကို အာစာ၍ခန်းချောက်စေရင်နှောင့်နှံပြပြစွာတော်နေကမီးလောင်ကျွမ်းနေသောဓပုံကလေးများကိုကြည်ရင်ကြည်ရင် သူမရင်ထဲသို့ထိုးဖောက်ဝင်ရောက်လာသောအင်အားတစ်ခုကိုအထိတ်တလန့်ခံစားမိ၏။ဓားပုံထဲမှမောင်းသည့်မိခိုးငွေ့များဖြင့်ဝေဝဲလျက်သူမ၏ရင်ထဲသို့အမြဲမြံစွာဝင်ရောက်သွားသည်ဟုခံစားလိုက်ရခြင်းဖြစ်သည်။ကဲဆရာအဲ့ဒီဓားပုံအခုမရှိတော့ဘူး။သူမနှာခမ်းကိုတင်းနေအောင်ဆစ်ပစ်လိုက်၏။ဆရာနဲ့ကျမကြားမှာနံရံတစ်ခုလိုဖြစ်နေတယ်ဆိုတဲ့ဓားပုံလေး။ဒါပေမဲ့ဆရာဆရာနဲ့ကျမကြားမှာအခုမှပဲမမြင်ရတဲ့စီးရိုးတစ်ခုချသွားပြီဆရာ။ ကီတီကီတီမိစေကိုလက်ဖြတ်ပစ်နေလျာခနဲ့တလို့ပြုံးကြည့်လိုက်တော့ဆရာအကြီးတို့အောက်တွင်ကီတီမျက်ဝန်းများမှုံမိုင်းအေးဆက်သွားသည်ကီတီမျက်လုံးမှာမျက်ရည်တွေတွေ့ရမယ်လို့ကိုထင်ခဲ့မိတဲ့အတွက်ကိုတောင်းမှမာတယ်ကီတီကြည့်စမ်းဆရာစကားဟာကီတီကိုဘလောက်အထိခံရခက်စေလိုက်တလေမိမတယောက်ရဲ့အချက်အတိုင်းစားဟာသူ့မျက်ရည်ပမာဏနဲ့ပြောင်းပြန်ချိုးကြတယ်ဆရာသူစကားကိုမပြောသင့်မှန်းတိလျက်နေ အခမ်းအနားခကြွားပြောလိုက်မိပြီးသည့်နောက်တွင်ကီတီနောင်တရသွား၏။သို့သောစကားကြုံမိပြီ။ဆရာကလည်းမယုံသင်မှန်းတိလျက်နဲ့အခမ်းအနားခဆွာယုံလေသည်။ဆရာကနောက်ဆုတ်ခါရက်၏။ပထမတော့ကီတီကိုကြည့်တော့အကြည့်မှာဇနီးတယောက်ကိုကြည့်တော့အကြည့်နဲ့မတူပဲရန်သူတယောက်ကိုကြည့်တော့အကြည့်မျိုးဖြစ်သည်။ကီတီနောင်တရစွာဆရာကိုတောင်းပန်မှုအာယူခိုင်းမှာဆရာကချက်ချင်းပြောလာသည် ဆရာပြုံးကနားလဲခွင့်လို့ပြုံးဖြစ်၏နှခမ်းများကော့ပြန်သောအောင်ပြုံးသောမင်းမချောတယောက်လိုပြုံးကိစ္စမရှိဘူးကိတိကိတိကိုပြုပြင်ပြောင်းလဲပေးဖို့ကကိုတာဝန်ပဲလို့ကိုအမြဲတွေးထားတယ်ကိတိကိုအမြဲတမ်းနားလဲနိုင်ဖို့ကိုကြိုးစားနေပါတယ်ဒါပေမဲ့တစ်ခါတစ်ခါဝင်းဒိုစိတ်ကြောက်ပြောမိတဲ့ကိုစကားတွေဟာကိတိကိုနားကျင်စေတယ်ဆိုရင်လေကိုခွင့်လို့ဖို့ကြိုးစားပါနော်ကိတိဆရာပေါ်မှာစောစောကထားခဲ့မိသောအာဃာတများချက်ချင်းကြေးမွားပြည့်စည်သွားပြီ လေးစားစွာကိုကိုွယ်လိုစိတ်ဖြစ်ဆရာကိုမိနွဲဖို့ကြိုးစားစေ။ဆရာကကေတိပခုံးကိုမြင်းမြန်စွာဖတ်ပွေလိုက်လေသည်။ကေတိနှင့်ဆရာ၏လက်ထပ်ပိစားနေရများတွင် အစဉ်ပြေတရားမှုကိုနှောက်ယှက်သောအကြောင်းအရာမှာမောင်နှင့်ပတ်သက်သောအကြောင်းအရာသာဖြစ်သည်။ကေတိကိုအမြဲတမ်းနားလည်ဖို့ကြိုးစားမည်ဆိုသောဆရာသည်ကေတိကိုကြည်တိုင်းဓာတ်ပုံထဲကလူကိုကြီးမြင်အောင်နေမိသလားမပြောနိုင်။ကေတိဘာလို့လို့ထိုးအမှုကိစ္စသည်ဓာတ်ပုံထဲကလူကြောင့်ဟုဆရာကဆွဆဲချင်နေတာတော့သိကြ၏။ တခါတည်းရန်ကေတီဂီတာတီးရန်စိတ်မပါ၍တချင်းတပိုင်းတစားနဲ့ရပ်ပြက်လိုက်ရင်လေဆရာကေတီကိုစူဇန်ကြီးဖြစ်ကြည်လေးရှိသည်ဆက်တီလေးကေတီနားထောင်ကောင်းသားပဲဟမ်မရတော့ဘူးဆရာကျွန်မစိတ်မပါဘူးဆရာကကေတီမျက်လုံးများတဲ့ကိုစိုက်ကြည့်လျင်ဘာလဲတတိယဆရာတွေဖြစ်ကုန်ပြီလားဟုဆက်စုတလို့တရော်တလို့အပြုံးရရိပ်ဖြစ်မိတတ်သည်ကေတီတီတင်းညှန့်ခံ၍ပြုံးကားခေါင်းရမ်းပြရာ၏ အကြာခဏထိုးအဖြစ်မျိုးဖြစ်လာတော့အခါကေတီတစ်ချက်တော့ပြန်ဖြည့်ရှင်းမိသည်ဆက်ဘာဖြစ်လို့အဲ့ဒီလိုခနဲ့ကျင်ရတာလဲသူ့ဟာသူအေးစစ်စစ်နေပါစီလားဆရာဆရာတည်တင်တာတခုကသူ့ဟာဂီတကိုလုံးဝအယုံဆိုင်တတ်သူမဟုတ်ဘူးသူ့အတွေ့အကြုံမှာရှိနေတာကအရှိပြားဒေသဆိုင်ရာနိုင်ငံများ၏အမှုပညာနဲ့ပြီးသူကပညာဆိုတဲ့ဘာသာရပ်တစ်ခုလေးပဲထိုစကားသည်ကေတီမကြီးရွယ်ပါပဲလျက်နေဆရာကိုပြင်းထန်စွာနာကျင်စေဟန်တူပါရဲ့ ဆရာကမျက်နှာအနေငယ်ပြတ်သွားသည်ကိုကာဝယ်လိုဟန်ဖြင့်လူကြီးဆန်ဆန်တစ်ချက်ရဲလိုက်၏။မိမခေါင်းတဆက်ဆက်ငိမ့်ကာ။ဟွန်းသူ့ခေါင်းထဲမှာဘာကောင်းစင်ရှိနေလဲဆိုတာတောင်တေချာပေါက်ပြောနိုင်လား။အတိုင်းနာတစ်ခုထိကေတီတို့ယဉ်နေခဲ့ကြတယ်ဆိုပါတော့။သူမစိတ်တိုက်ချက်များစွာဖြင့်ဆရာထံမှမျက်နှာလွှဲလိုက်တော့သည်။တခါကလည်းကေတီစိတ်လိုလည်းရနှင်းစီပင်သုံးပင်ဆိုက်ခဲ့မိသည်။နှရှိမှနေသောကေတီတပည့်မလေးတယောက်ထံမှထားသောကြောင့် တို့ပြောပြတယ်မှာအကောင်းဆုံးပြောပင်ကလေး၃မိငိုးလာဖို့ရှာလေးသည်ကျမရဲ့ကောင်းမနှင်းစီပန်းကလေးပန်ထားရင်တမီသိတ်ချက်တာပဲဟုတ်ပြောပြီးမကြာခဏနှင်းစီပန်းများပေးခဲ့ဘူးတော့တပင်းမကလေးဖြစ်သည်သူမထန်နှင်းစီပြိုးပင်များရောက်လာတော့အခါသုံးရမြောက်နနခင်းတွင်ကိုရိုင်းမြေဆွာလျာနှင်းစီပင်၃မိငိုးတန်းစီ၍စိုက်တော့သည်ဆရာကချန်နေလိုက်လာကကေတီလုံးသမ ्या ကိုအစာဆုံးရကြည့်နေခဲ့သည် နှင်းစီကိုင်းတေးတေးကလေးမှတွဲလောင်းချိန်ထားသောနာမည်ကပြကလေးများကိုရေမဆိုးအောင်သတိပြုပြီးရေလောင်းတော့လေဆရာကဘေးမှာလက်ပရက်ခါကြည်နေခဲ့သည် ခွင်းအဲလစ်ဘတ်ထိုနောက်မာရီယာထိုနောက်စူပါစတာအလုံးပစ္စည်းရဲ့ဆရာဘတ်လှည့်လိုက်တော့ပြုံးပြတော့မည်သူမ၏မျက်နှာမှာတန်သွားသည်ဆရာ၏ခက်တီတီမြန်ဝင်းများမှာနန္ဒခင်နေကြီးအောက်တွင်အေးဆပ်ဆူရှာနေကြသည်ဘာတော်လေကီတီရှင်ဩ ဒီနှင်းစီပင်တွေကိုဘာထိမ့်မှန်နဲ့ဆိုက်တာလဲလို့သူမတန်တော်ဖြစ်သွားစီဟမ်ဘာထိမ့်မှန်နဲ့မှမဟုတ်ပါဘူးဆရာဆရာမြဝဲမှာယခုအချိန်ထိနူးညံ့မလာသေးပါသူမဒီဆရာလမောင်းနိုင်ခိုးတွဲမိလိုက်ရင်ပြုံးပြလိုက်ဤဆရာကီတီပြောတဲ့ကော်ဖီမနေ့ကထားကောင်းတယ်မို့လားဟင်음ကောင်းပါတယ်ဆရာဖြေတန်ကစိတ်မပါတော့ပါအင်းစီတို့လျှောက်လာကြတော့ခါ ဆရာကိုလုံးကပြောပြောင်းညင်သာမှုမရှိဘဲတတိထားနေသလိုခတ်တောင်းတောင်းဖြစ်နေ၏ဆရာဘာမကျင်နဲ့လို့လဲဆရာကသူမဘက်သို့လှည့်ကြည့်၏ဆရာမေးစင်းနဲ့သူမမေးစင်းမှာမတိမ်မငြိမ်းပါပဲဒါတောင်သူမခွာချွန်ဖနှက်မြင့်များကိုဆွန့်လွှတ်ခဲ့တော့ကြောင်းဖြစ်၏အကယ်၍သာသူမခွာမြင့်ဖနှက်စီထားလျင်ဆရာပခုံးကသူမပခုံးထပ်ပင်နိမ့်လိမ်အောင်မည်ကိုဘာမှမကျင်နဲ့မရှိပါဘူးနားမလဲတာတစ်ခုပါပဲဖောက်လဲရင် ဆရာကခိုက်ရှင်ရှင်ပြောင်းပြ၏။အော်ကိုနဲ့တူမျက်နှာချင်းနဲ့ကော်ဖီတောင်းနေကြလေးချင်းတစ်ခုကိုဆွန့်လို့ပြီးနှင်းစီပင်တွေတားဆိုင်နေရ။အဲ့ဒီနှင်းစီဆိုင်ပြုလုပ်ငန်းဟာကိတိအတွက်ဘာများထူးခြားစေနိုင်မလဲလို့ကိုနားမလည်နိုင်ဘူးလေ။ဆရာဘာကိစ္စများနှင်းစီပင်တွေနဲ့ရမ်းပစ်ချင်နေရတာလဲ။ဟမ်သူမပြေလဲစေလိုသောဆန္ဒဖြင့်ခမည်းမျိုးကလေးမိလိုက်မိတော်လေ။ထိုမိခွင်းသည်သူမတို့နှစ်ယောက်ကြားရှိပြဿနာကို ပိုရိပ်သွားကြီးထွားစေခဲ့သည်။ကိုနှင်းစီပင်တွင်လည်းရံမဖြစ်တတ်ပါဘူး။ တကယ်လို့အဲ့ဒီနင်းစီပင်တွေဟာသွေးရသားရုပ်ပန်းမင်တွေဆိုရင်ပေါ့။သူမတန်တော်ဆရာကိုငေးမောကြည့်မိတော့သည်။ဆရာဘာလို့ဆိုလိုတာလဲဟမ်။ဘာမှမဟုတ်ပါဘူးထားပါတော့။ကိုမင်္ဂလာကြီးလိုက်ပုံမယ်။အဝတ်စားလဲအောင်မလား။ဆရာကစကားလွှဲပြလိုက်တော့အခါသူမရဲ့မခန့်ကျင်စိတ်ကပိုရိပ်ကြီးမာလာသည်။မဟုတ်ဘူး။စောစောကသွေးရသားရုပ်ကိစ္စကိုပြန်ပြောပါအောင်ဆရာ။ကျမနားကိုမလဲဘူး။ဆရာကစိတ်ပြတ်တလို့တပြင်းချိုက်လျက် သူမနဲ့တဲတဲ့မျက်နှာချင်းဆိုင်၍ကြည့်သည်။ကောင်းပြီ။ကိုထင်တာပြောမယ်။ကိုထင်ခဲ့တာနော်။အဲ့ဒီနင်းစီပင်တွေကိုအထိမ့်မှတ်တစ်ခုခုနဲ့စိုက်နေတာလားလို့ပထမထင်မိတာ။အထိမ့်မှတ်အေးလေတယောက်ယောက်ရဲ့မွေးနေ့တို့ဒါမှမဟုတ်တယောက်ယောက်နဲ့တွေ့ဆုံတဲ့ရက်တို့ဒါမှမဟုတ်ခဲခွာတဲ့အထိမ့်မှတ်တို့ဟော။သူမဆရာကိုစိတ်ပြတ်စွာပြောင်းကြည့်လိုက်သည်။ဒီနေ့ကဘာနေ့မှမဟုတ်ဘူးဆရာ။ ဘာလိမ့်မှမရှိပါဘူး။ဖြစ်ချင်းဖြစ်ရင်ဆရာနဲ့ကျမနဲ့လက်ထပ်တဲ့ဆက်လျက်မြောင်နေပဲဖြစ်ချင်းဖြစ်မှာပေါ့။ဆရာမျက်နှာမှာနည်းနည်းမှရှင်လန်းမလာခဲ့ပြီ။ဒုက္ခပဲ။နင်းစီပင်ကိစ္စဟာဘလောက်များဆရာကို ထိခိုက်စေပြီလဲ။ဒါဖြစ်ကျမဒီနင်းစီပင်တွေကိုပြန်နှုတ်ပြလိုက်ရမလားဆရာ။နှုတ်ပြင်ဆရာစိတ်ချမ်းသာမှာလား။ဆရာမျက်နှာထားကတင်းမာသွား၏။ကီတီကိုကလေးကလာမေးခွင့်နေတဲ့တိတ်ခါချမနေစမ်းမနဲ့။ ခတ်ပါလားဘာဖြစ်ဆရာတွေ့တယ်မှာဘာတွေရှိနေလို့ဆရာမွှွှင်မလန်းဖြစ်နေရတာလဲအဲ့ဒါကိုကျမသိချင်တယ်ကို့တွေ့တယ်မှာဟုတ်လားဆရာကချောမောလာပါစွာ ပြုံးရဲလိုက်လေသည်ဒီလိုပြုံးလိုက်ပြင်မဲ့သူ့နှကမ်းများကြီးအပြုံနောက်တော့မျက်လုံးများလိုက်မလာခဲ့ပြီကိုတွေ့နေတာကမိမတွေဟာတယောက်ယောက်ကိုလွမ်းနဲ့ဆိုင်ပြောက်သွားအောင်တစ်ပင်ဆိုင်တက်ကြတယ်ဆိုတာပဲဖျားဖျားကတိနှင်းစီပင်များကိုဓာတ်နှင့်နှုံနှုတ်ဆင်းပြစ်ခြင်းစိတ်ဖြင့်ရာသီများကိုတင်းကျပ်စွာဆုတ်ထားမိသည် ဘာဆက်လုပ်ရမှန်းဘာဆက်ပြောရမှန်းမင်းမသိတော့အောင်ဖြစ်သွားကြီးအကန်းနဲ့ဝင်သွားပြီးဒီနောက်တွင်လဲကလထိုင်တလုံးပေါ်မှာခလေးလေးထိုင်ချုံကလွေ၍စကားတစ်ခွဲမှပြန်မပြောမိတော့ကြီးဆရာကဂေတိကလထိုင်ရှိတွင်မတက်ရက်လျက်ဂေတိကိုပြုံးကြည့်နေသည်ဆရာဟာလူတယောက်ရဲ့ဒေါသတွေကိုစွပေးနိုင်တဲ့အပြုံးမျိုးကိုဘာဖြစ်လို့ကြွန့်ကျင်စွာပြုံးနေရတာလဲကိုထင်နေတာမဟုတ်ဘူးလို့ညံ့မအောင်လားဂေတိကျမညံ့တာကိုဆရာကရုံရုံကြည်ကြည်လက်ခံမှမဟုတ်လို့လား ဆရာကသူ့အကျင့်တိုင်းပခုံးမြင်၍ရေမောလေသည်လက်ခံပါပါကိတိစိတ်ထဲမှာဘာပဲရှိရှိလေကိတိစိတ်ထဲမှာဘာပဲရှိရှိတယ်လားကိတိတလိမ့်လိမ့်တက်လာတော့ဒေါသကိုမတိကြိုးကြုံပြူရင်မရတော့ဘီဆရာလေလူတယောက်ကိုမစင်မကျင်ဆွဆဲဖို့တိတ်လွယ်တာပဲဆရာမြမစားလက်ထောက်ကတိခါလုပ်ဖို့မကောင်းဘူးရှင့်နေလှုပ်ရှားဖို့ပဲကောင်းတယ်သိလားဆရာကအပြစ်ကင်းစင်နားမလဲသူလူငယ်တယောက်ကြီးပုံစံမျိုးဖြစ်အတန်ထွက်၍ရဲတော့သည် ကိုဇနီးရဲ့ကိုယ့်ကိုချီးကျူးစကားတွေထဲမှာဒီစကားကိုအကြိုက်ဆုံးပဲ။မျက်စိပြင်ပြဿနာမှာဖြည့်ချင်းရမရပဲဤကဲ့သို့ပြီးဆုံးသွားခဲ့သည်။ဆောက်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်။နားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမ်းမာပြီးခင်ကြပါစေ။